အလမဲမင်္ဂလာပါဒီစန်ပန်းသာတနန်းကြောင့်နေကြစလိုက်ပါတယ်ဒီနေ့အတွက် N3 ရဲ့ grammar စက်ပြီးတော့သွားပါမယ်အဲဆိုတော့100နဲ့ဟွာရှိတာပေါ့နော်102ခုလာမသိဘူးဒါရှိတာ ဒီက22ခုလားမသိဘူးရှိတာအခုဒီမှာဆိုရင်68နဲ့69ဆိုနောက်ထပ်10ခု12ခုအဲ့လောက်ပဲကျန်တော့မယ်အဲ့ဒါကိုဆိုရင်ဒီတစ်ပတ်အတွင်းမှာပဲနောက်6-9ရက်အတွင်းမှာပဲအကုန်လုံးပြီးအောင်ဖြတ်လိုက်ပါတော့မယ်အဲ့ဒါပြီးသွားရင်တခြားဟာလေးသင်ပြပါမယ်နော်ဒီ grammar တော့တော်တော်များများကိုသင်ခဲ့ပြီးပြီဆိုတော့ခါကြတော့အဲတော်တော်လေးရနေလောက်ပါပဲကဲအောက်ဆက်စပါမယ်ဒီမှာ99နိခုတ္တဓကာရဆိုင် grammar pattern ဖြစ်တဲ့အတွက်ကြောင့်ဆိုရင်အဲ့ဒီပဲပါခုတ္တဓကာရအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ရှင်းရကိစ္စဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့အနောက်မှာကောက်ချက်ချတာခံမှန်းတဲ့နေရာမှာတုံးတယ်ဥမာအဖြစ်ကွာအိမ်ကညမလေးချ က်တဲ့ဟင်းဖြစ်တဲ့အတွက်ကြောင့်အော်နော်အာဟင်းကောင်းမှာမဟုတ်ဘူးပေါ့အနောက်ကနေခံမှန်းပြီးပြောတာကောင်းမြန်လဲကောင်းမှာပေါ့နော်ဒါပေမဲ့သူညီမလေးဖြစ်နေတဲ့အတွက်ကြောင့်ဆိုပြီးတော့နောက်ကနေကောက်ကောက်ချက်ချတဲ့အခါမှာတုံးတာပေါ့ခုတို့သားကတာဖြစ်တဲ့အတွက်ကြောင့် ဲ့လိုအထိပ်ပဲမျိုးနော်အဲ့ဆိုတော့အတွင်းတိအစင်းတိပေါ့ကွယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ပေါ့ဟုတ်ပြီနော်ရှေးရကိစ္စဖြစ်တဲ့အတွက်ကြောင့်အာအိမ်ကအမေချက်တဲ့ဟင်းဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါက်ကောင်းကိုကောင်းလိမ့်မယ်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ခါကြတော့ကိုကအနောက်မှာကောက်ချက်ချတာခံမန်းတာဒီမှာပြောတဲ့ခါတော့နေအာနောက်တော့ကိုတို့တာကာရာဆိုတော့ခါကြတော့နောက်လေးနဲ့ပဲတွဲတော့မှဒါဆိုရင်စမယ်နော် ကြည့်ပါအောင်ကြည့်အောင် Suzuki Sanshu နော် Suzuki ကစားသမားရဲ့ခုတ်တောက်ကတော့ပြောမယ်ဆိုရင် Suzuki ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော် Honbandewa Honbandewa Sakini Subarashi Anki ကို Misete Kureru Desho ဆိုပြီးပြောထားတယ် Honbandewa ဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှင်တကယ်ပြိုင်ပွဲအဲ့ဒီရဲ့တကယ်ပြိုင်ပွဲပေါ့နော်အဲ့ဒီတကယ်ပြိုင်ပွဲမှာတဲ့ Sarani အခုထပ်ပို့ပြီးတော့မှဘာဖြစ်လဲဆို Subarashi An Osia ကောင်းနေ Anki ဆိုတာအမ်ပြောမယ်ဆိုလို့ရှင်တော့ပွဲအခမ်းအနားတွေမှာဆိုလို့ရှင်တော့သူကဘယ်လိုမျိုးတချင်းစုပွဲလို့ဘာလို့အဲ့ အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဖြော်ပြတာပေါ့ဒီမှာကစားသမားဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အံ့ဩစရာကောင်းတဲ့ကစားမှုဟောနော်အဲ့ဖြော်ပြမှုဆိုတာကစားမှုတွေကိုမိစေတဲ့ခရတူတွေရှော့အဲ့ဆိုပြတ်တာတာပေါ့ပြတ်တာပါလိမ့်မယ်ပြန်ပြောမယ်နော်ဆူဇူကီကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့သူကတော်ပြီးသားပဲဟောမလို့သူဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူ့အကြောင်းကိုတိပြီးသားသူဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တကယ်ပြိုင်ပွဲမှာဆိုလို့ရှိရင်ပို့ပြီးတော့ခါကြစူပါရာရှိအံ့ဩစရာကောင်းတဲ့အန်ကီဆိုတာဖြော်ပြမှုတရုတ်ပြမှုဒီမှာကြတော့ပြိုင်ဆိုင်မှုပေါ့အဲ့လိုမျိုးဖြော်ပြမှုတရုတ်ပြမှုတွေကိုပြုလုပ်ပြပေးနိုင်လိမ့်မယ် Sí. Okay. ဒါရှိရပြီနော်သူဖြစ်နေတဲ့အတွက်ကြောင့်သူကအရန်တော်လို့ပေါ့နော်နောက်တစ်ခုနံပါတ်2ကိုသွားမယ်အဲနံပါတ်2နိဗန်ကကြတော့ဒါနှစ်ယောက်စကားပြောတာပေါ့နော်အပေါ်ကအီဆန်ပြောတယ်ပဲထားလိုက်မယ်အောက်ကဘီဆန်ပြောတယ်ပဲထားလိုက်မယ်ကဲအားဆိုလို့ရှိရင်အီဆန်ပြောတယ်ဘာပြောလဲဆိုတော့အခါကြတော့ရင်းဆန်ကဟီကိုစတဲ့ရင်းဆန်ကနေပြီးတော့အခါကြတော့အိမ်ပြောင်းသွားပြီးတော့အခါကြတော့တဲ့စာပြီးရှိခုနဲ့တန်နဲ့ပြင်လိုက်တာနော်တဲ့ဂန်ကီကာနာဆိုပြီးတော့ပြောတယ်အထီးချန်လိုက်တာနော်တဲ့ဂန်ကီကာနာဆိုတော့အနေရောကောင်းရဲ့လားမသိဘူးအဲ့လိုမျိုးအီဆန်ပြောတယ်အဲပေါ့နော်အဲရင်းဆန်ကဆိုရင်သူအိမ်ပြောင်းသွားတယ်ပေါ့နော်သူပြောင်းသွား ားတဲ့အတွက်ကြောင့်မလို့အထီးချန်လိုက်တာသူနေရောကောင်းရဲ့လားမသိဘူးပေါ့အဲ့လိုမျိုးပြောတော့ခါကြတော့ဘီဆန်ကပြန်ပြောတယ် ါပဲနော်ခါနိုကျောင်းတော့ကုသသားကတော့ကောင်မလေးဖြစ်တဲ့အတွက်ကြောင့်ပြောရမယ်ဆိုရင်ရင်းဆန်ဖြစ်နေတဲ့အတွက်ကြောင့်ရင်းဆန်ရဲ့အကြောင်းကိုသူတို့ကသိထားပြီးသားရင်းဆန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဂန်ခီတဲ့ဂန်ခီတဲ့ဆိုတာဒီမှာကျမ်းမာပြီးတော့ဆိုတော့ပြောရမယ်ဆိုကျမ်းမာပြီးတော့မပြောဘဲနဲ့တက်ကြွပြီးတော့ခါကြတော့ဂမ်ဘတ်တဲ့အီရွန်ဂျာနိုင်းခါနာအဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက်တက်ကြွပြီးတော့ခါကြတော့ဂျူစာနေပါလိမ့်မယ်ပေါ့အဲ့အဲ့လိုအတိတ်ပဲနော်ဂျူစာနေလိမ့်မယ်လို့ထင်ပါသေးအဲ့လိုအတိတ်ပဲပါဘာလို့လဲဆိုတော့ तू ကအမြဲတမ်းတက်ကြွပြီးဂျူစာနေတော့နော်သူအိမ်ပြောင်းသွားလဲဟိုမှာတော့တက်တက်ကြွကြွနေတယ်သူဂျူစာနေလိမ့်မယ်လို့ထင်ပါသေး ဆိုတဲ့အတိတ်ပဲအတွင်းသည့်အစင်းသည့်ပေါ့နော် နံပါတ်3စံပယ်အောင်သွားမယ်နံပါတ်3စံပယ်ကကြတော့အသူပါပေးထားလဲဆိုခူယာမဆန်ဆိုပြောပေးထားတယ်မာဒခိတေအီမာဆန်နဲ့ခူယာမဆန်မလာသေးဘူးနော်တဲ့ဟုတ်ပြီနော်မာနီယာတေတီရှောကမာနီယာတေတီရှောကဆိုတော့ကကြတော့သူကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အချိန်အချိန်တော့အချိန်မဟုတ်ပါဘူးအချိန်အချိန်မီပါမလားလို့ပြောတာအချိန်မီပါမလားအဲ့လိုပြောတော့ခါကြဟဲ့သူလည်းမလာသေးဘူးပေါ့နော်အချိန်မီပါမလားအဲ့လိုပြောတော့ခါကြအောက်ကတယောက်ဒါလည်းနှစ်ယောက်ပြောတာပဲဖြစ်မယ် A နဲ့ B နဲ့ပဲထားပါတော့ A ဆန်းနေပြီးတော့ခါကြပြောတယ်ခူယာမဆန်ကမရောက်သေးဘူးဟေးအချိန်ရောမီပါမလားဆို တော့ခါကြတော့ခွေရမဆန်တော့ကုတ္တတာကတာခွေရမဆန်ဖြစ်နေလို့ကိုဟုတ်ပြီနော်ခေတ္တကျင်းတည်တယ်မာဒကြီးကုတ်ကုတ်တဲ့စီရောသူနောက်ကြမှာကျင်းတည်တယ်စာကိနီအခီမရှောငါတို့အရင်သွားနေကြအောင်သူကအမြဲတမ်းနောက်ကြနေကြအဲ့လိုအတွင်းဒီအစင်ဒီဖြစ်နေပြီဒါဟုတ်ပြီနော်အရှင်းကသူဖြစ်နေတဲ့အတွက်ကြောင့်ဒါလည်းနောက်ကိုကြမှာပဲဒါကြောင့်မငါတို့အရင်သွားကြရအောင်ဆိုပြီးတော့ကောက်ချက်ချပြီးတော့ခံပန်းပြောတဲ့အခါမှာတောင်းတာဖြစ်ပါတယ်ဒါဆိုရင်ဒီကရမပတန်လေးကိုရပါမယ်နော်ဒါလေးကတုံးပါတယ်ကိုနဲ့အတွင်းဒီအစင်ဒီဖြစ်တာအဲအဲအဲ့ကမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ငိုနေမှတည်ကြတယ်အဲထားပါတော့နော် အီဆန်ကကောင်းလေးနဲ့လမ်းခွဲသွားပြီတဲ့အဲ့လိုပြောရဲဆိုအဲသူဖြစ်နေတဲ့အတွက်ကြောင့် तू ဟာအရန်ဝမ်းနေတတ်တယ် तू ဖြစ်နေတဲ့အတွက်ကြောင့်ဒါမှမဟုတ်လဲ तू ဟာသူ့ကောင်းလေးကိုအရန်ချစ်တာအဲ तू သူ့ကိုထားသွားတာဖြစ်တဲ့အတွက် तू ဖြစ်နေတဲ့အတွက်ကြောင့် तू ကတော့အခုတော့ငိုနေမှတည်ကြတယ်အဲ့လိုအထိပ္ပယ်မျိုးဘာပြောရလဲဆိုတော့ခါကြကိုကအတွင်းတိအစင်းတိဖြစ်နေပြီသားနောက်ပြီနော်အဲ့ပုံစံမျိုးမှာတုံတာကဲအားဆိုလို့ရှိရင်နောက်ထပ်နံပါတ်69ကိုသွားမယ်ဂီမီဆိုတာကချင်းတလို့ပဲဘတ်ချင်းတလို့ပဲဆိုတဲ့အထိပ္ပယ်မျိုး ဟုတ်ပြီနော်။သူကကိစ္စတစ်ခုကနည်းနည်းပဲချင်သလိုဖြစ်ပြီးဖြစ်တော့ဖြစ်နိုင်နေဖြစ်ဖို့အလားလာနေတဲ့ပုံစံမျိုးမှာတုံးတာ။ဟုတ်ပြီနော်။ဖြစ်တော့ဖြစ်နိုင်နေဖြစ်ဖို့အလားလာနေတဲ့ပုံစံမျိုးမှာတုံးတာ။အာဒီနေ့တော့ငါနည်းနည်းဖြားချင်နေတယ်လို့ပဲတကယ်မဟုတ်ဘူး။မဖြားချင်ဘူး။ဖြစ်ဖို့အလားလာဖြားမဲ့နေရာတိရောက်ဖို့အလားလာအရင်နေတယ်။ဒါပေမဲ့အဲ့လိုမျိုးဖြားချင်နေတယ်လို့ပဲဖြားချင်တယ်လို့ပဲလို့ပြောတဲ့အခါမျိုးမှာတုံးတာ။နောင်ကြီးမိတွေ့ပြီးတုံးပါမယ်။ ်ကင်အားဆိုရင်စမယ်နော်အဲ့မှာဆိုရင်အစ်တီပြောင်ကြည့်မယ်နော်ခုနိုးတကိုလို့ဆိုတော့အခါကျဒီတလောပေါ့အခုတလောပေါ့ဟာပြီနော်ဒီတလောဗာပေးထားလဲဆိုတော့ဇန်ဂီယောဆဆကီတဲ့ဇန်ဂီယောဆိုတော့ကအလုံးချိန်မဆဆကီဆိုတာဆက်ပြီးတော့လောက်တာအဲ့ဆိုအခါကျတော့အလုံးချိန်မဆက်လုံးနေရပြီးတော့အခါကျအခုတလောတော့အလုံးတွေအချိန်မပဲဆင်းနေရပြီးတော့အခါကျတော့နေဘူးဆိုခုဆိုတာနေဆိုတာအိတ်တာဘူးဆိုခုကမလုံလောက်တာအဲ့ဆိုအဲ့ရင်မဝရာဆိုတဲ့အရေးပဲဖြစ်ပါတယ်နေဘူးဆိုခုအာဂီမီဒါကာရာအရင်မဝချင်းတလို့ဖြစ်နေတဲ့အတွက်အီမဝဒီနေ့ကတော့ဟာ ရခုပဲဖြစ်ပါမယ်ဒါကတော့မှားနေတာပါဟာရခုစောစောခါရဲလူရောစောစောပြန်မင်းတော့ဆိုပြောခါကြတော့ပြောတာဖြစ်ပါတယ်ဟုတ်နော်အဲ့ဆိုခါကြအခုတလောသူဆိုလို့ရှိရင်အချိန်မဆင်းရတဲ့အတွက်ကြောင့်မို့လို့အရင်မဝချင်သလိုဖြစ်ပြီးတော့ဒီနေ့တော့သူစောစောပြန်မင်းနောက်ထပ်တစ်ခုကကြတော့ဘာပေးတာလဲဆိုနိဗ္ဗာန်နိဗ္ဗာန်ကကြရှိရှိကစနေနဲ့တင်မှုရှိကစောစောလေးလပိုင်းဖြစ်တာတောင်မှ လေလပိုင်းဆိုလို့ရှိရင်ဆိုတော့ຫນွေຫນွေဥရောက်သွားပြီပေါ့နော်ຫນွေဥရောက်သွားပြီလေလပိုင်းဆိုလို့ရှိရင်ဒါဂျပန်မှာဆိုຫນွေဥဖြစ်သွားပြီပေါ့လေလပိုင်းဖြစ်တာတောင်မှတဲ့ဆာမွေးဟီကအေးတဲ့နေ့တွေက စစိတိတ်တဲ့ဆက်ဆက်ဖြစ်နေပြီးတော့ခါကြဆက်တိုက်အေးနေတာဟုတ်ပြီနော်ဆက်ပြီးတော့အေးနေတာပေါ့ကွယ်ဆက်ပြီးအေးနေ၍အေးနေပြီးစပီအင်းနေပြီးတော့ခါကြတော့ဘာဖြစ်လဲဆိုရင်ဆာကူရာနိုခိုင်ကာမို့ဆာကူရာရဲ့ချယ်ရီပန်းနေရဲ့ခိုင်ကာဆိုတာပွင့်တာချယ်ရီပန်းနေပွင့်ပွင့်မို့ရောအာ ပွင့်နာကလဲပဲပေါ့နော်လဲပဲဆိုပြီးတော့ဖြစ်သွားတယ်။အဲဆိုချယ်ရီကန်ချယ်ရီပန်းနေပွင့်နာကလဲပဲလိန်နန်ယော်ဒီလိန်နန်ယော်ဒီဆိုတာ22တိုင်းထက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။လိန်နန်ယော်ဒီ22တိုင်းထက်အိုခိုရိုကီမီတာတော့ အာအကူဒိုဂီမီဆိုတာနောက်ကျချင်းတယ်လို့ဖြစ်နေတယ်ဆိုပြီးတော့ခါကြတော့ခုတို့ this ကိစ္စဖြစ်ပါတယ်ပြောချင်တာကနောက်ကျချင်းတယ်လို့ဖြစ်နေတယ်ပုံပဲအဲဆိုခါကြတော့တာမန်နှစ်တီပေါ့နော်လိန်နန်ယော်ဒီဆိုတာတာမန်နှစ်တီထက်နောက်ကျချင်းနဲ့အပုံဖြစ်နေဖြစ်နေတယ်ပေါ့နော်အဲ့ပုံစံမျိုးအဲဆိုခါကြတော့လေးလပိုင်းတော့ရောက်နေလေးလပိုင်းဆိုຫນွေဦးဖြစ်နေຫນွေဦးຫນွေဦးဆိုလို့ရှင်ချယ်ဒီဘန်းနေရာပွင့်ရတော့မှာຫນွေလေးလပိုင်းမှာလည်းပဲအေးရက်ရက်တီကစတိုက်ဖြစ်နေတဲ့အတွက်ချယ်ဒီဘန်းနေအပွင့်တာကလေးပဲနှစ်စင်းနှစ်တိုင်းပြောရမယ်ဆိုရင်တာမန်နှစ်တီထက်နောက်ကျချင်းတယ်လို့ဖြစ်နေတယ်ဒါလေးပဲနံပါတ်3စမ စမန်ကကြတော့ခီဆိုင်စီစကုနော်ခီဆိုင်စိတ်ကစီစကုဆိုစီပွားရေးမူဝါဒစီပွားရေးမူဝါဒစီပွားရေးစီပွားရေးမူဝါဒရဲ့ကိုကကရလက်တီကအရာဝါရေစုဆိုတာမဖို့ပြနိုင်ဘူးဆိုတာဘာကိုပြောချင်တာလဲဆိုထီရောက်မှုမရှိဘူးထီရောက်မှု မရှိဘူးဆိုတဲ့အထိပ္ပယ်ဖြစ်သွားတယ်။စီးပွားရေးမူဝါဒတွေရဲ့ရလတ်တီကထိရောက်မှုမရှိဘူး။ဒိုင်းတူရီယောနော်တမရရဲ့ရှီဂျီဒီဆကရှီဂျီဒီဆဆာထောက်ခံနေရခိုင်တော့တမရကို ထောက်ခံနေရခိုင်တော့ကထောက်ခံနေရခိုင်တော့ရခိုင်တော့ဟုတ်ပြီနော်အာဂါရီဂီမီဒါဆိုတော့နည်းနည်းတက်ချင်နေတယ်လို့ပဲဒါစိရေးတာမှားတာနေမှာပေါ့နော်ချချင်တယ်လို့ပဲဖြစ်ရမှာဒီကဟိုဟာလက်ကွက်မှားတာဖြစ်မယ် ဟုတ်ပြီနော်စာကားရီကိမီတာစာကားရီကိမီတာဆိုတာနည်းနည်းကြကျင်နေတယ်လို့ပဲပြောရမယ်ဆိုရင်ကွာစီးပွားရေးမူဝါဒမှာမှအဲထိရောက်မှုမှမရှိပါဘူးဆိုတော့မှတော့ထောက်ကန်ကျင်တာတွေများကျင်နေတယ်လို့ပဲတော့မဖြစ်နိုင်ဘူးဒါကျွန်မလက်ကွက်မှားတာပဲဖြစ်ရမယ်အဲဆိုတော့စီးပွားရေးမူဝါဒထိရောက်မှုမရှိတဲ့အဲမရှိဘူးအဲဒါကြောင့်မို့တမရကိုထောက်ခံနေရခိုင်နှောင်းကစာကားရီကိမီတာဆိုတာကြကျင်နေတယ်လို့ပဲကြဆင်းနေတယ်လို့ဖြစ်နေတယ်ဆိုရင်အဲ့ဒီပိုင်းမျိုးကိုပြောတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီရဲ့ဂရမပတန်လေးနှစ်ခုကိုရမယ်လို့ထင်ပါတယ်အဲကုတ္တသကာရာကြအသွင်းဒီအစင်းဒီဖြစ်တာကြောင့်မို့ကွယ်အဲ့လိုမျှထားလိုက်ရင် တယ်အာပြောရမယ်ဆိုလို့ရှိရင်အာအေဆန်ဖြစ်တာကြောင့်ဒီချိန်ဆိုရင်အဲ့နေုံမှာအဲပြောရမယ်ဆိုလို့ရှိရင် तू ကမနေ့ဆိုလို့ရှိရင်လည်း17နာရီလောက်မှထတယ်အမြဲတမ်းသူ့ရဲ့အကြောင်းသိပြီးသားအေဆန်ဖြစ်တာကြောင့်ဒီနေ့တော့ဒီချိန်ကတော့အဲ့နေုံမှာတင်ကြတယ်အဲ့လိုမျိုးကောက်ချက်ချတာ तू လာအောင်မှမဟုတ်သေးဘူးငါတို့ရင်သွားနေကြမယ်အဲ့လိုပုံစံမျိုးမှာကောက်ချက်ချတဲ့ပုံစံမှာတော့နော်ဂီမီကလည်းနည်းနည်းဘက်ချင်တယ်လို့ပဲဥမာအပြန်ဒီနေ့တော့နည်းနည်းဖျားချင်နေတယ်လို့ပဲအေးမိသွားပြီးထင်တယ်လို့ဟုတ်ပြီနော်ငါအခုတလောတော့အချိန်မိုးရင်းဆင်းတာများနေပြီအေးမိုးရတဲ့ပုံပဲအေးမိုးကချင်တယ်လို့လို့ပဲအဲ့လိုအထိပ္ပယ်မျိုးဒီနေ့ တော့စစောပြန်မယ်အဲ့ပုံစံမျိုးမှာတောင်းတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်69ထိပြီးပါပြီ132ထင်တာပဲအဲ့ဆိုတော့ခါကြဆရာတို့100ထုံးလိုက်73ခုလောက်ပဲကျန်တော့မယ်ဒါကိုဒီ50ရက်အတွင်းမှာအပြတ်ဖြတ်ပြီးပါမယ်ကဲအဲ့ဒါဆိုလို့ရှိရင်အလုံးမဲဟိုစကရဲဆာမန်နေအလုံးကိုကျေးဇူးတင်ပါတယ်ပြိပြီနော်